အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံထားရတဲ့ဘကတာကျောင်းသူပုပ်ပိုးကိုအမှတ်ကံပေးလိုက်ပြီဖြစ်ပါတယ်ဒီသတင်းကိုမေတ္တာကြံကပေးပို့ထားပါတယ်အမျိုးသားပညာရေးဥပဒေပေါ်ကန့်ကွက်ဆန္ဒပြမှုကြောင့်ဖမ်းဆီးတရားစွဲခံထားရတဲ့ဘကတာကျောင်းသူပုပ်ပိုးကိုဇွန်လ30ရက်နေ့မှာပြစ်မှုဆိုင်ရာကျင်းတော်ဥပဒေပုံမှန်469ပုံမှတ်ကွဲတည့်ရကမာရွတ်တရားရုံးကလူနှုတ်ဦးငွေချက်350နဲ့အမှတ်ကံပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်ကျောင်းသူလည်းဖြစ်တယ်မိန်းကလေးလည်းဖြစ်တယ်အသက်ကလည်း20တောင်မှပြည့်သေးဘူး အဲ့တော့အဲ့ဒီပုံမှာနောက်ပြီးတော့ထွက်ပြေးတာတို့တိမ်းရှောင်တာတို့ဟဲ့လားမလျော်ဩဇာတုံးဆွဲတာတို့စတဲ့အင်မတန်အမကန်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်လက်တွေကိုကျွမ်းလို့မဲ့သူမဟုတ်ပါဘူးလို့ကျွန်တော်တို့ကအဲ့ဒါကိုပြောခဲ့ပြောခဲ့တဲ့အတွက်ဟိုအခုဒီနေ့တရားသူကြီးကအလေးနဲ့ဒါစဉ်းစားပြီးတော့အမကန်ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ် လာတဲ့ပုံပုံလေးနဲ့မျိုးသားပညာရေးဥပဒေမှာကျောင်းသားတွေတောင်းဆိုထားတဲ့အချက်ဆက်တချက်အပေါ်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့မီဒီယာတွေကပြောဆိုပါတယ်။ကျောင်းသားကောင်းဆောင်တွေအကုန်လုံးလွတ်မြောက်သိတယ်ဘာဖြစ်လို့လဲဆိုတော့သူကတော့မတရားမှုလုပ်နေရမှာမဟုတ်ဘူး။သူကတော့ကံ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 နဲ့မှန်ကန်တဲ့နည်းလမ်းကိုလုပ်ခဲ့တယ်။ပြီးတော့နောက်တစ်ခုကဒီအစိုးရကိုလည်းသူကအနာကိုကင်လုပ်နေရမှာမဟုတ်ဘူး။သူကတော့ပညာရေးစနစ်တစ်ခုလည်းကိုပဲသွားခဲ့တယ်။အဲ့ခါကိုအစိုးရကသူတို့ဘုံတရားရက်ဆက်ပြီးတော့လုပ်ခဲ့တယ်။အဲ့ပုံမှာသူတို့ကအစိုးရကိုလည်းဟိုအရင်နှစ်နှစ်ကာကာကြီးတော့သူကမပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေကဒီ ပညာရေးစနစ်ပေါ်မှာပဲသွားနေတာဖြစ်တဲ့အတွက်အစိုးရကကျမတို့ကိုမတတ်မညာနဲ့လုပ်ခဲ့တဲ့အတွက်အစိုးရမတရားလုပ်တယ်ဆိုတော့ကျမတို့ကမတရားလုပ်တယ်ပဲမြင်ရအစိုးရအကြောင်းသားတွေပေါ်မတရားလုပ်တယ်ပြည်သူတွေပေါ်မတရားလုပ်တယ်အခုချိန်ကြီးလေလူ့သမားတွေရောအကြောင်းသားပြည်သူအကုန်လုံးမတရားလုပ်နေတယ်လို့ဒီအစိုးရက ဆွဲဆိုထားတဲ့ပုံမှတ်တွေအတွက်တရားရင်ဆိုင်ဖို့ကိုကမာရွတ်မြို့နယ်တရားသူကြီးကဩဂုတ်23ရက်နေ့ကိုပြန်လည်ချိန်ဆခဲ့ပါတယ်။ဘဂဒါကျောင်းသူပူပူကလက်ရှိမှာပြည်မှုဆိုင်ရာဥပဒေပုံမှတ်143ဥပဒေနဲ့ဆန့်ကျင်တဲ့အဖွဲ့အစည်းစုဝင်မှာပါဝင်မှုပုံမှတ်145အမိန့်မနာခံမှုပုံမှတ်149လူစုခွဲရန်အမိန့်ပေးမှုကိုမနာခံမှုပုံမှတ်3နှစ်နှစ်ရဲတပ်ဖွဲ့ဝင်တွေကိုထိခိုက်နာကျင်စေမှုနဲ့အတူပုံမှတ်905 နိုင်ငံတော်အကြီးအကျယ်တက်ဆင်မှုလို့ねတရားစွဲဆိုခံထားရတာဖြစ်ပါတယ်ကျွန်မကမေဒီချမ်းပါ